များတို့ဘယ်လိုစုံစမ်းစစ်ဆေးအဖြစ်ပြီးအရေးတည်ဖနေသားကလက်စကားထွက်ပြီးတော့ကျွန်တော်တို့ကအမှန်တရားတွေတရားမျှတမှုတွေရှိပါတယ်ဆိုတော့ပုံစံမျိုးဖြစ်အောင်စတားလင်ကိစ္စလိုမျိုးအင်းတော်ကဆိုင်ရခိုးတို့ခိုးတဲ့အမှုပုံစံမျိုးအသေးအဖွဲလေးတွေနဲ့နာမည်ကောင်းရှုမနေပဲအခုလိုမျိုးတိုက်သည့်ပြည်သည့်ကဘာသည့်ရုံမှရက်ဆက်မှုတွေကိုဒါကျွန်တော်တို့ထောက်ခံနေတဲ့နေကိုနေမင်းနေကိုယ်တိုင်ကမခံနိုင်လို့စိုက်ပုတ်တွေဆွဲကင်နားမှာပေါ်ထွက်ဆန်းနာပြရမှုတွေကိုဒါကျွန်တော်တို့စုံစမ်းစစ်ဆေးအပြစ်ပေးပါတတ်တိရှိရင်တာဝန်ယူမှုတာဝန်ခံမှုရှိတယ်စုံစမ်းစစ်ဆေးကြပါ စောမျိုးမှာ73နှစ်အရွယ်ကလေးငယ်ကိုအတ္တမပြုကျင့်ပြီးတပြက်ခဲ့သူကိုပြစ်ဒဏ်ပေးနိုင်ဖို့ဆောင်ရွက်နေပြီးဆက်ဆက်နေသူတွေကိုပါစစ်ဆေးနေသည့်အပေါ်မပူတူက UNG ကိုတောင်းဆိုလိုပါပြီမင်္ဂလာပါမျိုးရေကျွန်မမပူတူမဟာသေးပါရှင်ဒီနေ့နောက်25ခုနှစ်အောက်တိုဘာ26ရက်နေ့ဖြစ်ပါတယ် ကတိုင်းဒေသကြီးအင်းတော်မြို့နယ်မှာရဆိုင်ငယ်ပြမှုတန်တရနဲ့နော်အင်းတော်ပြည်သူ့ကာကွယ်အဖွဲ့ကမြို့သားတို့ကိုဖမ်းဆီးစစ်ဆေးခင်မှာလက်လုံပြီးသိဆုံးသွားပါတယ်တဲ့ဒီမှုနဲ့ပတ်သက်လို့တဲ့အင်းတော်ပြည်သူ့ကာကွယ်အဖွဲ့ရဲ့ဒုတာဝန်ခံကိုအန်ယူဂျီကစစ်ဆေးနေတယ်လို့ပြောပါတယ်။အဲဆိုတာကသူကတကူတက်ကိုဖမ်းမိတာတော့မှတရားဥပဒေနဲ့အညီလုပ်တယ်ပေါ့။နော်ဒီတကူကိုဖမ်းလိုက်တယ်ဖမ်းလို့သူဖမ်းစစ်စစ်စင်မှာတည်သွားတယ်အဲ့ဒီအတွက်တရားမျှတမှုအမှန်တရားပေါ်ပေါက်ဖို့အတွက် NUG ကစစ်ဆေးနေတယ်ရှင်းပါလေလို့ပဲ စင်ကူးမှာစတားလင်အနေနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒီ PDF တွေနဲ့เนาะသူတို့အာ PDF ရဲ့ရောက်ခမမိသားစုနဲ့ပြဿနာတွေတက်ကြလာခင်ဗျားတို့မြင်လိမ့်မယ်။အဲ့ဒီချိန်တုန်းကလည်းအန်ယူဂျီကစာတွေထုတ်တယ်။ PDF ရဲဘော်တွေနေနဲ့ကပြည်သူကိုမချေမငန်ဆက်ဆံလို့ထိထိရောက်ရောက်အေးအေးသွားမယ်။ပြည်သူကိုချေချေငန်ငန်ဆက်ဆံရမယ်ဆိုပြီးပြောတယ်။အာဆိုတော့သူတို့ကပြည်သူကိုအလေးထားတယ်အာတရားဥပဒေမဲ့မင်းမဲ့ဇယိုက်တွေမလုပ်ဘူးဆိုတဲ့သဘောနဲ့လူထုကို ပြည့်ရည်နဲ့ဝမ်းချတနည်းအားဖြင့်ဖနက်ချားကနတ်စကားထွက်ကြတယ်။တကယ်တော့ခင်ဗျားတို့ဒီအမှန်တရားကိုလိုလားတယ်တရားမျှတမှုကိုလိုလားတယ်။တောင်ယုံမှုတောင်ဝင်ခံမှုရှိရဆိုရင်အခု2025ခုနှစ်ရှစ်လပိုင်းအကုန်မှာစကိုင်းတိုင်းဟိုးမလင်းမြို့နယ်က PD ရဲ့ခေါင်းဆောင်စိုင်းအောင်အပါဝင်သူတပည့်အယောက်20ကိုအမှုကြီးကပြန်ဖမ်းသွားတယ် ဆွဲနဲ့ကရှစ်လပိုင်းအကုန်ပါပဲစကိုင်းတိုင်းမင်းကင်းမြို့နယ်မှာမင်းကင်းလိုကယ်ယူနီယံဆိုတဲ့ PDF ရဲ့အဖွဲ့တွေကို NUG ကပြန်ဖမ်းတဲ့အတွက်သူတို့ကိုထောက်ခံနေတဲ့ဏီပေါ်ဏီပိလူပေါင်း200နီးပါးဆန္ဒပြကြတယ်ဒီအကြောင်းအရာကခမားတို့ဒီသတင်းမှန်လို့လက်ခံယုံကြည်အားပေးနေတဲ့ DPP ကကြီးနာခဲ့တဲ့သတင်းဒါဆိုရင်အဲ့ဒီလူတွေကိုအခု NUG ကဘယ်လိုဆွဆေးနေတယ်လဲ ုံးမလင်း PDF ခေါင်းဆောင်ဆိုင်းရောက်ပါဝယ်အယောက်20မင်းကင်းလူငယ်ယူနီယက်က PDF ဖွဲ့တွေကိုဖြစ်လာပိုင်းကုန်တော့ကအန်ယူဂျီကဖမ်းသွားတယ်အခုဘယ်လိုစစ်ဆေးနေတလဲဒါအနည်းဆုံးဆုံးဖြစ်စဉ်ကိုပြောပြတယ်နော်ရှိမှလည်းပဲအဲ့ဒီလိုမျိုးအန်ယူဂျီကဖမ်းပြီးတော့လူသက်အလောင်းဖြောက်လိုက်တဲ့ကိစ္စတွေအများကြီးရှိတယ်။ခင်ဗျားတို့အဲ့ဒီလိုလူသက်အလောင်းဖြောက်လို့လည်းပဲခင်ဗျားတို့ကိုထောက်ခံတဲ့ညီပိန်းတွေကိုလည်းခင်ဗျားတို့ကိုစံနာပြကြတယ်။ဒီမှုတွေကြတော့ခင်ဗျားတို့ဘာကြောင့်နှုတ်ပိတ်နေကြသလဲ။ မဆုံးဖြစ်စဉ်က2021စစချင်းမှာရင်းမပင် PD ရဲ့ခေါင်းဆောင်တပီအေးဆရာတော်ဦးတော်ပါကရဲ့အခွဲကလူပေါင်း20နဲ့တယောက်ကိုတတ်ပြလိုက်တယ်။သူတို့တတ်တဲ့လူကရင်းမပင်မြို့နယ်လာဖို့ကြေးရွာမှာလူငယ်တယောက်ထိခိုက်ဒဏ်ရာရပြီးခြောက်ကျိုးသွားတယ်။ ခြေထောက်ကျိုးသွားလို့ဒီလူငယ်ကိုเนาะပရိဒါအဖွဲလိုမျိုးချက်ချင်းနေအဖွဲတွေကမြို့ကိုစေကုဖို့ကားနဲ့ခေါ်သွားတယ်။အဲ့ဒီချက်ချင်းနေဝန်ထမ်းတွေကိုစီဒီအမ်လို့လို့ဆိုပြီးဖမ်းပြီးတပ်ပလိုက်တယ်။ဒီချက်ချင်းနေဝန်ထမ်းတွေက ရိုးသားတဲ့ပြည်သူတွေပါဒီလာဖို့ကြေးပါကခြေထောက်ကျိုးတဲ့လူငယ်ကလည်းစစ်တပ်ထောက်ခံတဲ့တလန်မဟုတ်ပါဘူးဆိုတာကို လောက်လံပြီးအာမခံပေးတဲ့ဟီးရိုးတိုက်ကဆိုတဲ့ PDF တစ်ဖွဲလုံးကိုလည်းရင်းမပင် PDF ကောင်းဆောင်ဥတော်ပါကရဲ့အဖွဲတပ်ပလိုက်တယ်။ ။ဒါကြောင့်မလို့ရဲမပင် PD ရဲ့ခေါင်းဆောင်ဥတော်ပါကတို့အဖွဲ့ကိုအရေးယူပေးပါဆိုပြီးတော့စကိုင်းတိုင်းနေမှာရှိတဲ့ကျန်တဲ့ PD ရဲ့အဖွဲ့ပေါင်း63ဖွဲ့ကအန်ယူဂျီကိုတိုင်ခဲ့တယ်။အခု9နေရှိပြီဘလို့စစ်စစ်ပြစ်ပြစ်ရိပ်လိုက်တယ်။ Starlink ပြဿနာနဲ့ပတ်သက်လို့ဒီ Starlink ကိစ္စနဲ့ပတ်သက်ပြီးရန်ဖြစ်တဲ့ကိစ္စကလူတိုင်းကြိတ်လိုက်တာနဲ့ဒီအရှင်မီးတောင်စုတွေလုံးနေဆိုတာအားလုံးသိတယ်။ အဲ့ဒီလိုအင်ရှင်မိသားစုတွေလုံးနဲ့ကိစ္စပေါ်တော့မှခင်ဗျားတို့ကပြည်တည်းတွေကပြည်သူတွေကိုမချေမငန်ဆက်ဆံလို့ခင်ဗျားတို့စစ်ဆေးပါတယ်အပြစ်ပေးပါတယ်ရေးယူပါတယ်ဆိုရင် PD ရဲ့အဖွဲ့ပေါင်း63ဘွဲ့ကိုယ်တိုင်ကတရားလိုလို့ပြီးတိုင်နေမှုကြခင်ဗျားတို့ဘာကြောင့်အပြစ်မပေးတာလဲကျမမင်းလေအဲ့ဒီရင်းမပဲ PDF ကပဲ2023ခုနှစ်ကစလင်းကြီးမျိုးနဲ့စားခါရွာမှာရှိတဲ့အမျိုးသမီးတွေကို CDM မလို့လို့ပါဆိုရင်ညာကြီးအချက်မတော့ရွာကိုမီးမိတ်အမောင်ချပြီးဖမ်းသွားတယ် တို့ဖန်ခံရတဲ့အမျိုးသမီးတွေထဲမှာကိုဝင်6လရှိတဲ့အမျိုးသမီးတယောက်ပါတယ်။အဲ့ဒီအမျိုးသမီးတွေကိုမိမ6ယောက်ကိုညာကြီးအချိန်မတော်တရားလို့အမောင်ချစီရီယံမလို့လို့ဆိုပြီးဖန်စီတက်ဖြတ်လိုက်တဲ့အမှုကိုဝင်အရင်မှဖြစ်နေတဲ့အမျိုးသမီးကိုတတ်လိုက်တဲ့အမှုကိုပေါ့ခမားတို့အမျိုးကြီးကလို့စုံစမ်းစစ်ဆေးအပြည့်ပေးတယ်လေ။နောက်ဆုံးအဲ့ဒီရင်မပင် PDF ကပဲလောင်းတော်ကတပအမျိုးသားဘေးမဲ့တော်မှ တစ်တွေကိုထုတ်ရောင်းစားနေတာ90ရာခိုင်နှုန်းလောက်ပုံနေပါပြီဆိုပြီးတော့အန်ယူဂျီရှိကိုတိုင်စာပို့ခဲ့တဲ့ဥကပြရဲဘော်ကပြကိုခမားတို့အချင်းချင်းနှုတ်ပိတ်ပြီးတက်ဖြတ်လိုက်တယ်အန်ယူဂျီကဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးရေးယူနေတယ်လေအဲ့ဒီရင်းမပင်ပီဒီအက်ကပဲဘိမောင်ကိုကူလို့ချင်းတီနယ်မှာချင်းလက်နက်ကင်တပုံခွဲကဖမ်းဆီးရမိတယ်ရမပဲ PDF ရဲ့တရင်မှုရဲ့လက်မှတ်နဲ့ဘိမောင်ခုကူးတယ် ခင်ဗျားတို့ဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူလိုက်တယ်လေအဲ့ဒီရင်းမပင် PDF အဖွဲ့မှာပဲမင်းသားကြီးခေါ်ကျော်ဟိန်းဆိုတဲ့ကောင်ကသူများမရောက်ကိုဝင်ဆောင်တဲ့ကိုမရင်းကျင်းလို့ကိုဝင်ပြက်ကြသွားတယ်ခင်ဗျားတို့ဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူတယ်မှတ်ထားမယ့်20နဲ့တက်တယ်ကပြောခဲ့တာနော်အန်ယူဂျီကပြောရေးဆိုခွင့်ရှိသူပါတို့နိုင်ထူးအောင်ပါတို့နော်ဟာအန်ယူဂျီကဝင်ကြီးပါတို့နိုင်ကောင်းရွက် နိုင်ကောင်းရွက်ကိုယ်တိုင်ကရင်းမပင် PDF ကဲဒီ လူတက်မှုတွေအကြိမ်မှုတွေပြစ်မှုတွေကိုအန်ယူဂျီကဝင်ကြီးနိုင်ကောင်းရွယ်ကိုယ်တိုင်ကစုံစမ်းနေပါတယ်ဆိုပြီးခင်ဗျားတို့2020နဲ့တိတ်တယ်ကပြောခဲ့တာအခု2025ရောက်သွားပြီဒီမှာလည်းအဖြစ်အင်းတော်ပါကပါဆိုင်ငယ်ခုံးမှုနဲ့လူတယောက်ကိုတတ်ထားတော့မှခင်ဗျားတို့စုံစမ်းစစ်ဆေးရဆိုရင်ဒီအမှုတွေကခင်ဗျားတို့ဘာကြောင့်နှုတ်ပိတ်နေကြတာလဲကျမရဲ့ဗီဒီယိုဖိုင်ကိုအမြဲတမ်းဖြည့်ညက်ကဲလုပ်နေတဲ့ကောင်းနေကောင်းပါလေဖြေးလားကျမဆင်ခေါ်မယ်နောက်တစ်ခုပြန် ဆရဲ့တပ်ဖွဲ့ဝင်2ဦးအပါ3ဦးကိုမင်းကင်းမြို့နယ်တရင်လေးကပြစ်ခတ်ဖမ်းဆီးတဲ့အတွက်ဒေသခံတွေစန္ဒပြတောက်ဆိုနေကြပါလေတဲ့ဒါကခင်ဗျားတို့အားပေးနေတဲ့မြေအလက်တန်သတင်းဌာနကရေးသားဖော်ပြတာနော်အဲ့ဒီမှာလက်တင်လာဟောင်းအာနာရှင်လောက်အလို့မရှိဆိုပြီးတော့သူတို့ခင်ဗျားတို့အားပေးတဲ့နေပင်းတွေကိုယ်တိုင်စန္ဒပြတောက်ဆိုရဲခင်ဗျားတို့ဘလို့စုံစမ်းစစ်ဆေးအပြည့်ပေးတယ်နောက်မှုပါလာဖာပလဲမောင်တေဆုံးမှုအမှုမှန်ပေါ်ပေါက်ရေးအန်ယူဂျီမှအမြန်ဆုံးဖြည့်ရှင်းပေးရေးဒူအေးဆိုပြီးတော့စန္ဒပြနေကြတယ် ောက်တစ်ခုပြမယ်ဒေတာခံတွေသဘောမတူဘဲရွှေမျိုးစီမံကိန်းလုပ်ထားကြအောင်မင်းကင်းရပါဖပါကဖတွေကိုဒေတာခံတွေကနှစ်ကြိမ်စတိုင်းဆန္ဒပြပါတယ်တဲ့ဒါကခင်ဗျားတို့အားပေးတယ်မြန်မာနောင်ကတည်းအဲ့ဒီရွှေမျိုးတွေလို့လို့ဆန္ဒပြတာကဒီမင်းကင်းတစ်ခုလည်းမမဟုတ်ဘူးဘုဒ္ဓလင်မာလည်းဒီလိုပဲမင်းတို့စီကလက်နေတွေကခရိုနီတွေကိုကာကွယ်ဖို့အတွက်လားဆိုပြီးတော့မင်းကင်းမာတဲ့ဆန္ဒပြတာမဟုတ်ဖယ်နဲ့ဘုဒ္ဓလင်မာလည်းအဲ့ဒီရွှေမျိုးစီမံကိန်းတွေရွှေကျင်းတဲ့လုပ်ငန်းတွေကို ခရိုနီတွေကိုလက်နက်ကင်ပြီးကောက်ွယ်ပေးထားတဲ့ PDF တွေကိုနေပေါ်နေပိတ်တွေကိုယ်တိုင်ကဆန္ဒပြပြီးတော့တံကွက်ခဲ့ဘူးလေခင်ဗျားတို့အန်ယူဂျီဘလို့စုံစမ်းစစ်စစ်အတိတ်အရေးယူတယ်နောက်ထပ်တက်ဖို့ဓမြတိုက်တဲ့ပပပတွေကိုအရေးယူမယ်လို့ဝက်လက်ရဲတဲ့ခွဲကပြောပါတယ်တဲ့ဒီသူ ပကဖဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေပြီးတော့ပြည်သူကိုပြန်ပြီးဓမြတိုက်တယ်ဓမြတိုက်တဲ့ကောင်တွေကိုဖမ်းမိတယ်ဝက်လက်ဖကဖကအပြစ်ပေးမယ်လို့ပြောတယ်အခုခမရတို့ဘလို့ဆုံဆန်းဆစ်ဆေးအပြစ်ပေးအရေးတလေခနေသားကလက်စကားထွက်ပြီးတော့ခမရတို့ကအမှန်တရားတွေတရားမျှတမှုတွေရှိပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်စတားလင်ကိစ္စလိုမျိုးအင်းတော်ကဆိုင်ငံခိုးလို့ ိုးတဲ့အမှုပုံစံမျိုးအသေးအဖွဲလေးတွေနဲ့လမ်းမကောင်းရှုံမနေပဲအခုလိုမျိုးတိုင်းသိပြည်သိကဘာသိရုံမှရက်ဆက်မှုတွေကိုသာခင်ဗျားတို့ကိုထောက်ခံနေတဲ့နေပိုးနေပိန်းတွေကိုယ်ကမခံနိုင်လို့စိုက်ပုတ်တွေဆွဲကင်လမ်းမပေါ်ထွက်ဆန္ဒပြရတဲ့အမှုတွေကိုသာခင်ဗျားတို့စုံစမ်းစစ်ဆေးအပြစ်ပေးပါတတိရှိရင်တာဝန်ယူမှုတာဝန်ခံမှုရှိရင်စုံစမ်းစစ်ဆေးကြပါမကွေးတိုင်း ကံကောခရိုင်စောမြို့မှာအတမပြည့်သေးတဲ့မိန်းကလေးငယ်တဦးကိုအတမပြူကျင်တက်ဖြတ်ခဲ့သူကိုတက်ဆိုင်ရာတော်လိုင်းရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးနောက်ပြစ်ဒဏ်ပေးနိုင်ရေးအတွက်ဆောင်ရွက်နေတယ်လို့ဆက်ဆက်သူတွေကလည်းခေါ်ယူစစ်ဆေးခြင်းတွေလှုပ်ဆောင်နေတယ်လို့ဒေသခံကာကွယ်ရေးရဲဘော်တဦးကပြောပါတယ် ပြီးခဲ့တဲ့အောက်တိုဘာ21ရက်နေ့မှာစောမြို့နေအသက်73နှစ်အရွယ်မင်းကလေးတဦးကိုမိသားစုနဲ့ခင်မင်းရင်းနှီးသူအသက်21နှစ်အရွယ်ကိုမင်းမင်းဆိုဆိုသူကမုတ်ဝဲကျွေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့နေအိမ်ကလိမ့်လဲခေါ်ဆောင်သွားခဲ့ပြီးနောက်အဆက်အသွယ်မရဘဲပျောက်ဆုံးနေခဲ့ကအောက်တိုဘာ25ရက်နေ့နနက်ပိုင်းမှာတော့စောမြို့ကီတုဆေးရုံဝင်းတွင်းကအခန်းတစ်ခုမှာမင်းကလေးငယ်ရဲ့အလောင်းကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ် တရခန့်မင်းမင်းဆိုးကဝန်ခံပြီးပြီးတရားရေးတင်ပြီးအဖြစ်ပေးဖို့စလုပ်နေပါပြီ။ကြံတဲ့ဆက်ဆက်တရခန့်တွေကတော့စစ်ဆေးနေစေပြအမှုမဖြစ်ခင်ည7:00နာရီလောက်အရက်ပြီးအတူတူတောက်ခဲကြသူတွေပါမတော်တဆပါဝင်နေကြမှာဆိုလို့တေချာအောင်စစ်ဆေးနေတာပါမပါကြဘူးဆိုရင်တော့တရားရုံးကဆုံးဖြတ်ပါလိမ့်မယ်လို့စောမျိုးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက share platform ကိုပြောပါတယ်။မင်းကလေးငယ်ပျောက်ဆုံးနေတဲ့ကာလအတွင်းမှာ ြစ်မှုကျူးလွန်သူလို့ဆွဆွဲခံရသူကိုမင်းမင်းဆိုးကိုတက်ဆိုင်ရာဒေါ်လန်ရေးအဖွဲ့တွေကလိုက်လံရှာဖွေနေခဲ့ရာအော်တိုဘာ25ရက်နေ့ညနေပိုင်းချိန်မှာဖမ်းဆီးနိုင်ခဲ့ပြီးကနအုပ်စစ်ချက်တွေအရအဓမ္မပြုခြင်းမှုပြုလုပ်ခဲ့တယ်လို့အလောင်းဖြောက်မှုပြုလုပ်ခဲ့ကြောင်းဝန်ခံထွက်ဆိုချက်ရရှိခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်ဖြစ်စဉ်အတွင်းပါဝင်ဆက်ဆက်သူလို့တန်ရရှိသူမင်းကလေးနှစ်ဦးနဲ့အမျိုးသားလေးဦးကိုလည်းစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမနေ့ကအောက်တိုဘာ26ရက်နေ့မှာမရိမှုကျူးလွန်ပြီးနောက်တပ်ဖြတ်အလောင်းဖျောက်ခဲ့သူလို့ဆွဆွဲခံရသူကိုမင်းမင်းဆိုးနဲ့ဆက်ဆက်သူတွေကိုပြစ်ဒဏ်ပေးစေရေးပြည်သူ့ရှေ့မှာတည်ရန်ပေးဖို့စုံမြူဒေတာခန့်တွေကလှည့်လည်တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။